မင်္ဂလာပွဲအစားအဆုံးကိုဘလော်လေးရိုက်တင်ပေးပါလားဆိုပြီးတော့တောင်းဆိုထားတယ်ကျွန်တော်ရဲ့ချစ်ရသော follower subscriber တွေအားလုံးအတွက် YouTube Facebook TikTok အသုံးကုလုံးမှာ video လေးတင်ပေးလိုက်ပါတယ်ဗျာနော်ပွဲအစားအဆုံးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရိုက်ထားတဲ့လောက်လေးကိုတင်ပေးလိုက်ပါတယ်အခု video လေးကတော့ကျွန်တော်တို့ကိုယ်တိုင်ရိုက်ထားတဲ့ video လေးပေါ့နော် video အဖွဲ့ငှားပြီးတော့ရိုက်ထားတာလေးလည်းရှိပါတယ်အဲ့ဒီ video လေးတွေရလာခဲ့ရင်လည်းတင်ပေးတော့ပါမယ်ဗျာကျွန်တော်ရဲ့မင်္ဂလာပွဲကိုကြွားရောက်ရှိမြင်ပေးကြတယ်တဦးတယောက်ရှင်းစီကိုလည်းကျေးဇူးအများကြီးတင်ရှိပါကြောင်း video လေးကနေပြောကြားလိုပါတယ်ဗျာနော်လူဦးရေ1500ကျော်1600နီးပါးလောက်လာရောက်ကြတဲ့အတွက်လည်းအတိုင်းမသိဘူးဝမ်းသာပျော်ရွှင်ရပါတယ်ဗျာနော်အဲ့ကျွန်တော် တို့ဖိတ်စာကတော့တထောင်ရိုက်လိုက်တာပေါ့နော်ဒံပေါက်ကိုပဲ9တင်းခွဲ7တင်းနီးပါးလောက်ချက်ရတယ်ဆိုတော့လူကြီး1500ကျော်1600နီးပါးလောက်မင်္ဂလာပွဲကိုကြားရောက်ရှိမြင်ပေးကြရတဲ့အတွက်လည်းတဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါကြောင်းဒီဗီဒီယိုလေးကနေပြောချလိုပါတယ်ဗျာနော်ကျွန်တော်ရဲ့မင်္ဂလာပွဲလေးကိုဝိုင်းဝန်းကွန်ကြီးဆောင်ရွက်ပေးကြတော့ရက်စွေရမျိုးများနဲ့နိုင်ငံကျေးရွာသူကျေးရွာသားများနိုင်ငံကျေးရွာအနီးဝန်းကျင်မှာရှိတဲ့ကျေးရွာများမှာကျေးရွာသူကျေးရွာသားများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါကြောင်းဗီဒီယိုလေးကနေပြောချလိုပါတယ်ဗျာမင်္ဂလာဆောင်မှာကြွေးတဲ့ကြက်သားတံပေါက်ကလည်းကျွန်တော်တို့ရက်ရွာအချက်တက်ပြုတ်တဲ့အဖွဲ့တွေပဲဝိုင်းဝန်းပြီးတော့ချက်ပြုတ်ကြတာဖြစ်ပါတယ်ဗျာ မင်္ဂလာဆောင်အကျိုးနေ့ပေါ့နော်ဒီလာရောက်လှူအားပေးကြတဲ့မတ်တက်ဆောက်ပေးကြတဲ့အဖွဲ့တွေဝိုင်းဝန်းကူညီကြတဲ့သူတွေကိုကျွေးဖို့အတွက်ကတော့ဝက်သားနဲ့ကြာစံရဲ့ငရုတ်သီးနဲ့ကြက်သွန်ချောင်းနဲ့ကြော်ထားတာရဲ့ကျွေးမွေးအခမ်းပါတယ်ဗျာနော်ထမင်းကျွေးတာပေါ့နော်အခုရိုက်ပြထားတာလေးကတော့ထမင်းကျွေးမန်တက်ဆောက်နေရလေးဖြစ်ပါတယ်ဗျာနော်ဒါဒီအဲထဲမှာထမင်းကျွေးအခမ်းပါပေါ့နော် မျိုးပေါ်ကြီးတော့မတည်ဘူးပေါ့နော်ကျွန်တော်လည်းရွာသားဆိုတော့ပြောတာမှားသွားရင်တောင်းပန်ပါတယ်ကျွန်တော်သိတာလေးကိုပြောပြတာပါကျွန်တော်တို့ရွာဘက်တွေအညာဘက်တွေမှာကတော့အခုလိုမျိုးမင်္ဂလာဆောင်ရှိရင်ပဲဖြစ်ဖြစ်အလူပွဲရှိရင်ပဲဖြစ်ဖြစ်ပေါ့နော်အလူဝိမင်္ဂလာဆောင်အိမ်ကိုရရသူရရသားတွေကလာရောက်ပြီးတော့ကိုနိုင်ရဘက်ကနေပြီးတော့လှုပ်အားနဲ့ပေါ့နော်ပအဝင်ကူညီကြတဲ့ဒလီလေးကတော့ကျွန်တော်တို့ရွာဘက်အညာဘက်တွေရဲ့ချက်စီရဒလီလေးဖြစ်ပါတယ်ဗျာနော်အခုကျွန်တော်ရဲ့မင်္ဂလာဆောင်မှာဆိုရင်လည်းချက်တက်ပြုတ်တာတွေဈေးတာကြောတာတွေထမင်းကျွေးမန်တက်ဆောက်တာတွေတုံးရီခတ်တာတွေအားလုံးကိုရရသူရရသားတွေကပဲကိုနိုင်ရဘက်ကနေပြီးတော့လှုပ်အားနဲ့ပအဝင်ကူညီဆောင်ရွက်ပေးကြတာဖြစ်ပါတယ် ဗျာနော်ကျွန်တော်ရဲ့မင်္ဂလာဝဲမှာလောအားပေးပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့တူတူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါကြောင်းဗီဒီယိုလေးကနေပြောကြားလိုပါတယ်ဗျာနော်ချက်တဲ့ပြုတ်တဲ့အဖွဲ့ဒီအားလုံးရောပြီးတော့တန်ပေါက်ချက်ပြုတ်ပေးကြတဲ့ဦးတန်းထွန်းနဲ့အဖွဲ့သားများအားလုံးကိုတူတူတယောက်ချင်းစီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်ချက်သားတန်ပေါက်ကျူးမွေးအခမ်းပါဆိုတော့ချက်သားကတော့အချိန်130နှံ့မှာဖြစ်ပါတယ်တန်ပေါက်ကတော့9တင်းခွဲ10တင်းနီးပါးလောက်ချက်မှာပေါ့နော်တန်ရှင်ရေးလောက်တာတွေရေးဆေးတာတွေခုတ်တာထစ်တာတွေအားလုံးပေါ့နော်ရရသူရရသားတွေကပဲကူညီဆောင်ရွက်ပေးကြတာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တင်ထားတဲ့မင်္ဂလာဝဲဗီဒီယိုအတူလေးတွေကိုကြည့်ပြီးတော့လာမေး းထားကြတာလေးရှိတယ်ပေါ့နော်မန်တန်နဲ့ပန်းလှဆင်ထားတာအရင်လှတယ်ဘယ်အဖွဲ့ကနေငှားတာလဲဈေးနှုန်းဘယ်လောက်ကျလဲဆိုပြီးတော့မေးထားတာလေးရှိလို့ကျွန်တော်ပြောပြပေးလိုက်ပါတယ်မန်တန်နဲ့ပန်းလှဆင်ကတော့မန်တလေးရမတ်မွန်မွန်နဲ့အဖွဲ့ဖြစ်ပါတယ်ဗျာနော်ဈေးနှုန်းကတော့35သိန်းပါဒါကို3000နဲ့ငွေမောက်ပေါ်မူတည်ပြီးတော့ဘာလေးလျှော့ခြင်းနဲ့ဘာလေးတိုးခြင်းနဲ့ဆိုပြီးတော့ညှိနှိုင်းပြီးတော့လဲစီစဉ်ဆောင်ရွက်လို့ရပါတယ်ဗျာနော်ဖိစာမှာထဲတဲ့ဓာတ်ပုံတွေမန်တန်မှာထဲတဲ့ဓာတ်ပုံတွေကတော့ Forever မှာရိုက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကတော့မြင့်ငယ် Forever မှာရိုက်ခဲ့တာဖြစ်ပါတယ်ဗျာနော်အဲ့တော့ Forever ရဲ့ဖုန်းနံပါတ်ရဲ့မန်တန်နဲ့ပန်းလှဆင်အဖွဲ့ဖြစ်တဲ့မတ်မွန်မွန်နဲ့အဖွဲ့ရဲ့ဖုန်းနံပါတ်ရဲ့ကျွန်တော် တို့သရိုးသားသရိုးသမီးဝစ်စုံချုပ်တဲ့နေရာအဖွားနဲ့ညီမလေးတွေအတွက်ဝစ်စုံဝယ်တဲ့နေရာသရိုးသမီးရဲ့မိဘနှစ်ပါးနဲ့အမတွေအတွက်ပေါ့နော်ဝစ်စုံဝယ်တဲ့နေရာရဲ့ဖုန်းနံပါတ်လေးကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာ mention ပေးလိုက်ပါရပါတော့သူတို့ရဲ့အကောင့်လေးတွေ mention ခေါ်လို့ရရင်လည်းကျွန်တော် mention ခေါ်ပေးလိုက်ပါမယ်ဘာလို့ကျွန်တော်အဲ့လို mention ပေးတာလဲဆိုတော့မင်္ဂလာပွဲတပွဲစီစဉ်ဆောင်ရွက်တော်မယ်ဆိုရင်ကျွန်တော်တို့ mandate တွေပန်းလာစင်တာတွေဓာတ်ပုံရိုက်ဖို့နေရာတွေဝစ်စုံချုပ်ဖို့နေရာတွေကိုဒါစီစဉ်ဆောင်ရွက်ရတာလည်းရှာဖွေရတာကိုကဗျာအချိန်ပေးပြီးရှာရတယ်အဲ့ဒါကအလုတ်ရှုပ်စီတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေရတဲ့ င်းမှာမင်္ဂလာဆောင်မဲ့သူတွေပါလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ comment ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့အလွယ်တကူပဲဆက်သွယ်ဆုံးသင်းမေးမြန်းလို့ရအောင်ကျွန်တော် comment မှာ mention ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာနော်ပြင်ဆင်ပြီးသွားတဲ့ mandate လေးကိုလည်းကျွန်တော်ရိုက်ပြပေးပါမယ်ဗျာနော်ကျွန်တော်ရဲ့မင်္ဂလာအခမ်းပွဲကိုညနေပိုင်းလာတဲ့ဧည့်သည်တွေကတော့ mandate ကိုမမြင်လိုက်ရဘူးပေါ့နော်သူတို့လာတဲ့အချိန်မှာ mandate ကစောင့်နေတော့မရှိသေးတယ်ပေါ့နော်အဲ့ဒါကလည်းမိုးကလည်းနှစ်ကြိမ်ရွာသွားလိုက်တာလည်းပါတယ်ပြီးတော့ကျွန်တော်ရဲ့ season မှုအားနည်းကလည်းပါတယ်ပေါ့နော် mandate တွေဘာတွေကကျွန်တော်ကိုယ်တိုင်ပဲငှားတာဆိုတော့အမေတို့ဘာလို့လဲ mandate ကဘယ်ရှင်ရောက်မယ်ဘာညာမှချိတ်ဆက်ဖြစ်ဘူးပေါ့နော်ရွာတလေးကိုတော့အမေတို့ဦးလေးတို့ကသိတယ်ကျွန်တော်ကမသိတာပေါ့နော်မ ော့ကျွန်တော်တို့ရွာဘက်မှာကညနေပိုင်းကိုလာတဲ့ဧည့်သည်ကတက်တက်ရှိတာပေါ့နော်မနက်ပိုင်းမှာမလာပြစ်လောက်တဲ့ဧည့်သည်ကညနေပိုင်းမှာကြိုလာတာမျိုးရှိတယ်ဗျာညနေပိုင်းကိုပဲထင်မှတ်ထားလောက်ဧည့်သည်က250ကျော်300နီးပါးလောက်လာကြတာပေါ့နော်ဦးလေးတို့ဖွာတို့ကတိတယ်ဆိုတော့ဓာတ်ပေါက်ချက်တာကတော့စီစဉ်ထားပြီးသားဆိုတော့ဓာတ်ပေါက်နဲ့ပဲကျူးမှုအခမ်းအနားဖြစ်ပါတယ်ကျွန်တော်ကညနေပိုင်းမှာအဲ့လိုဧည့်သည်တွေအများကြီးလာလိမ့်မယ်လို့မသိတာပေါ့နော်ထင်မှတ်ထားတာပေါ့အဲ့တော့ကျွန်တော်ဆိုလဲရှောက်သွားပြီးတော့ဗီဒီယိုတွေပတ်ရိုက်နေရဗျာပြီးမှအမေတို့ကလမ်းခေါ်ရတာပေါ့နော်ဧည့်သည်တွေလာတဲ့ဧည့်ခမ်းမှာအဝတ်စားလဲဗီဒီယိုရိုက်ဖို့ဗီဒီယိုအဖွဲ့ကိုခေါ်ဆိုပြီးတော့စီစဉ်ခိုင်းမှာအရေးပေါ်စီစဉ်ရတာပေါ့နော်အဲ့တော့ညနေပိုင်းမှာတော့မန်တက်ကလည်းနည်းနည်းနောက် ကျသွားတယ်မိုးကလည်းညနေပိုင်းမှာနှစ်ကြိမ်ရွာပြီးတော့နေရာထိုင်ခင်းလေးလေးနဲ့အဆင်မပြေလေးဖြစ်သွားတဲ့ကြောင့်လို့ညနေပိုင်းလာတဲ့ဧည့်သည်တွေကိုအဲ့ခံတဲ့နေရာမှာလိုအပ်ချက်အားနည်းချက်အဆင်မပြေမှုလေးတွေရှိသွားခဲ့ရင်လေတောင်းမှန်ကြောင်ဗီဒီယိုကနေပြောကြလိုပါတယ်ဗျာနော်ဖိတ်စာကတော့နှစ်မျိုးပြုလုပ်တာဖြစ်ပါတယ်ဗျာနော်နှစ်မျိုးပေါင်းတထောင်ပေါ့နော်အဲ့တော့ဖိတ်စာကတော့ကျွန်တော်တို့မန္တလေးမြို့တရုတ်ကြီးဖိတ်စာတိုင်းမှာလုပ်တာဖြစ်ပါတယ်ကျွန်တော်ဒီဖိတ်စာဗီဒီယိုကလေးအတူလေးပေါ့နော်ကျွန်တော် TikTok မှာတင်ထားလေးရှိတယ်ပေါ့နော်ဖိတ်စာလေးကအရင်လှတယ်ဘယ်မှာလုပ်တာလဲဆိုရင်မေးကြလို့ကျွန်တော်ပြောပြပေးလိုက်ပါတယ်ဈေးနှုန်းလေးကတော့အခုရိုက်ပြထားတဲ့ဖိတ်စာလေးကတော့ဒဇောင်ကို 6000ဖြစ်ပါတယ်ဗျာနော်ဒီဖိတ်စာမှာဆိုရင်ပုံကတော့9ပုံပါပါတယ်ဗျာနော်ကျွန်တော်တို့ဒါ pre ရိုက်ထားတဲ့ပုံ9ပုံမတူတဲ့ပုံ9ပုံကိုအသုံးပြုလိုက်တာဖြစ်ပါတယ်ဗျာနော်နောက်ထပ်တစ်မျိုးကတော့ဈေးနှုန်းလေးကတော့ဒဇောင်ကို1400ဖြစ်ပါတယ်ဗျာနော်အခုရိုက်ပြထားတဲ့ဖိတ်စာလေးဖြစ်ပါတယ်ဒီဖိတ်စာလေးမှာတော့ပုံ3ပုံပါပါတယ်ဖိတ်စာ2မျိုးပေါင်းကျွန်တော်တို့ပထမကတော့800လောက်လိုက်တာဗောနော်ပြီးတော့မှမလောက်လို့ဆိုပြီးတော့နောက်ထပ်200ကိုအမြန်ထပ်မှန်ပြီးတော့စီစဉ်ရတာဖြစ်ပါတယ်စုစုပေါင်းဖိတ်စာကတော့1000ဖြစ်ပါတယ်ဗျာနော်အဲ့တော့ပြန်ကန်းဗောနော်မင်္ဂလာဆောင်လာတဲ့ဧည့်သည်တွေကိုလက်ဆောင်ပြန်ကန်းလေးကတော့ကျွန်တော်တော့ကြိတ်လေးတွေစီစဉ်ထားတာ ဖြစ်ပါတယ်ကျွန်တော်အခုရိုက်ပြထားတဲ့တောချိတ်လေးတွေအခု900စီစဉ်ထားတာဖြစ်ပါတယ်ဒါကတော့ဦးလေး3ယောက်ရဲ့တမီညီမလေးတွေနဲ့အန်တီနဲ့သရိုးသမီးနဲ့ပေါ့နော်ဘာရင်တင်းတုံနေကြလေတော့မသိပါဘူးယာနော်ဒါကတော့အဖွားရဲ့အန်တီရဲ့ကနေရလေးဖြစ်ပါတယ်ကျွန်တော် music copyright မိမှာဆိုလို့ဗျဘောက်တန်တော့မထည့်တော့ပါဘောနော်တီလုံးတန်လေးနဲ့ဆိုရင်တော့အမေတို့ကနေရပူပူကြည့်လို့ကောင်းတာပေါ့ဒါအန်တီတို့အမေတို့ပြော်လို့ကနေကြလေးဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဒီကနေရလို့လည်း view အတူလေးတင်ပေးထားပါတယ်ဗျာနော်ဒါအမေကတော့တိတ်မကောက်ဘောနော်ပြန်လက်ခုပ်တီးပြီးတော့မှဘေး သူများကိုလက်ညှိုးထိုးပြီးခေါ်ခိုင်းတယ်ပေါ့နော်မအန်ဒီနဲ့ညီမလေးကိုဆွဲခေါ်ခိုင်းတာသူများကပဲချောဆွဲခိုင်းတာပေါ့နော်အဲမှာအန်ဒီတယောက်ထတ်တူလာပါပြီအန်ဒီကလည်းဘာကကပြမလဲကြည့်လိုက်ပါဦးပြောနော်ကျွန်တော်ဒီလုံးစံလေးနဲ့ဆိုတော့ပိုကောင်းတယ်ဗျပေါက်ဖွင့်ထားတယ်ပေါ့နော် music copy မိမှာဆိုလို့အတန်တော့မထည့်တော့ပါဘူးဗျနော်ဒီကားရဲ့ view လေးကတော့ကျွန်တော် short view အတူလေးပေါ့နော်တင်ပေးထားပါတယ်အဲဒါဒီညပိုင်းမှာကျွန်တော်တို့ဒါ မန်တက်မှာပေါ့နော်ပန်းစီးတာပေါ့နော်ကျွန်တော်တို့ရွာရဲ့ဒလေပေါ့အာဒီပြန်ကန်းအနေနဲ့ပေါ့နော်ပန်းလေးတွေပေးဖို့အတွက်ပန်းစီးတဲ့အချိန်မှာပေါ့နော်ဗီဒီယိုမှတ်တမ်းလေးလေးရိုက်တယ်ပြီးတော့ပေါက်လေးဖွင့်ပြီးတော့ပြပြရှင်ရှင်နဲ့ကိုမိသားစုတွေကကြတယ်ပေါ့နော်ဒါသူတို့သမီးကို မိသားစုတွေကကြိုဆိုရဲပေါ့နော်ဒါပေမဲ့တိတ်ပြီးတော့စိတ်မပြေပါဘူးသူတို့သူမြတ်လည်းမိသားစုနဲ့လက်တွေတောင်ချိတ်ပြီးတော့ကနေပေါ့နော်သူတို့သူမြတ်နယ်စိမ်းလို့ကြောက်နေရပေါ့နော်အဖွားရဲ့ဘေးကရက်မှာရင့်နေတာကတော့အဖွားရဲ့ညီမအရင်ဖြစ်ပါတယ်ဗျာနော်အဖွားနဲ့ရုပ်တော်တော်တူတယ်ပေါ့နော်တချို့မသိတဲ့ဆိုတွေဆိုလို့ရှိရင်လူမှားကြတယ်ပေါ့နော်အဲ့တော့အဖွားတို့ကတော့ညီမက၃ယောက်မောင်ငယ်ဆုံး၁ယောက်နဲ့အဖွားတို့ကမောင်နှမ၄ယောက်ရှိတာဖြစ်ပါတယ်ဗျာနော်ဟုတ်ရင်တော့ကျွန်တော်မိသားစုကတော့ပွဲဆိုတဲ့ view လေးထဲမှာတော့ပြပေးပူပါတယ်ကျွန်တော်တို့ရွာဘက်အညာဘက်တွေမှာကတော့မင်္ဂလာဆောင်ဆိုလို့ရှိရင်လည်းအလူပွဲလိုပဲနှစ်ရက်ချင်း င်းပါတာဗောနော်အဝင်နေရပွဲကြီးနေရဆိုပြီးတော့အဲ့လိုလောက်ကြပါတယ်အခုကဒါအဝင်နေညမှာဖြစ်ပါတယ်ဗျာနော်ပန်းစီတာလေးကိုရိုက်ကူးရေးဖွဲရမှတ်တမ်းလေးရိုက်မှာဖြစ်ပါတယ်ဒီပြန်ကန်းဖို့အတွက်ဗောနော် ပန်းလေးတွေကိုအချီချိုးလေးနဲ့စီးတာဖြစ်ပါတယ်။ပန်းစီးကြရင်လည်းမနှက်ကြလို့ရှင်ပန်းကျဲဖို့အတွက်ငွေပလာထဲမှာနှင်းစီပန်းလေးလည်းခြွေထည့်ကြတယ်ပေါ့နော်။အဲ့ဒါလေးကိုမှတ်တမ်းလေးရိုက်နေတာဖြစ်ပါတယ်။ကျွန်တော်ရဲ့မင်္ဂလာဝဲကိုဓာတ်ပုံဗီဒီယိုရိုက်ကူးပေးတာကတော့အခုဖြူဟာလင်းနဲ့အဖွဲဖြစ်ပါတယ်ဗျာနော်။အဲ့တော့ကျွန်တော်ကိုမင်္ဂလာလက်ဖွဲ့အနေနဲ့ဇင်းနှုံးကိုလည်းပုံမှန်တက်လျှော့ယူပေးတဲ့အတွက်လည်းကိုကြီးဖြူဟာလင်းနဲ့အဖွဲသားများအားလုံးကျေးဇူးများကြီးတင်ပါတယ်။အဲ့တော့ကိုကြီးဖြူဟာလင်းကိုတင်လင်းအောင်ပေါ့နော်။ပြီးရင်ကိုကြီးဝေဝေကိုကြီးဟိန်းထက် ဲ၃ရောင်လုံးကိုကျေးဇူးများအစ်တင်ပါကြောင်ဗီဒီယိုတွေကနေပြောကြလို့ပါတယ်ဗျာနော်အဒပ်ပုံဗီဒီယိုပေါ့နော်မင်္ဂလာပွဲအလှူပွဲတလိုအပ်လာလို့ရှင်လည်းဆက်သွယ်လို့ရအောင်ကိုကြီးဗီယူအလင်းတို့အဖွဲ့ရဲ့ဖုန်းနံပါတ်လေးကိုလည်းကျွန်တော် comment မှာမှတ်ပေးလိုက်ပါတယ်ဗျာဒါတော့ကျွန်တော်တို့ရွာဘက်တွေအညာဘက်တွေရဲ့ delay ပေါ့နော်တခြားရွာတွေတော့မသိဘူးပေါ့နော်ကျွန်တော်တို့အနီနာဝန်းကျင်ရွာတွေအားလုံးကတော့အလှူပွဲပဲဖြစ်ဖြစ်မင်္ဂလာဆောင်ပဲဖြစ်ဖြစ်ရှိပြီဆိုလို့ရှင်ဒီမန္တန်တွေရဲ့ရှိမှာပေါက်ဖွင့်ကြတယ်ပေါ့နော်ပေါက်ဖွင့်ပြီးတော့အလှူဆိုရင်လည်းဆိုင်းနေပါတယ်ပါတယ်တီဝိုင်းနေပါတာမျိုးလည်းရှိတယ်ပေါ့နော်အတီဝိုင်းနေဆိုင်းနေပါမှမဟုတ်ဘူးဗျာဒီလိုမျိုးရိုးတန်းပေါက်လေးဖွင့်ထားတယ်တခြင်း င်းဖွင့်လာတယ်ဆိုရင်ဟိုပဲမန်တက်ရဲ့ရှေ့မှာကလေးတွေရောလူကြီးလူငယ်တွေရောအပြူတွေရောလူပြိုတွေရောအားလုံးอ่ะဗောနော်ကို့အဖွဲလေးနဲ့ကိုဒါရန်နေပါလေဖြစ်တာမျိုးအရှင်းများတာမျိုးမရှိဘဲနဲ့အားလုံးလာရောက်ကခုန်ကြတာဗောနော်ဒါတော့ကျွန်တော်တို့ဘက်ရဲ့ဒလီလေးဗောနော်အခုလဲဒါကျွန်တော်ရဲ့မင်္ဂလာအိတ်ခံပွဲမန်တက်ရှေ့မှာအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့လာရောက်ကခုန်နေကြတာဗောနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်ဒါအားလုံးကြောင့်မလို့စီကတိုက်မဲ့သွားတာဗောနော်ကဲညီမတို့ကတော့သူကိုယ်တိုင်မကဘဲနဲ့ကလေးတွေကိုဘေးကနေသူအခတ်တင်ပေးနေတာဗောနော်အဲ့ကလေးငယ်လေးတွေကနေရလေအရင်ကမှချစ်စရာကောင်းပါတယ်ဗျာနော်ဒါကျွန်တော်တို့ကိုယ်တိုင်လည်းဟုတ်ရ ရင်တော့ဆိုရင်တော့အခုလိုမျိုးတွေဝင်ကခဲ့ဘူးတယ်ဗောနော်အခုတော့ကိုကအသက်30လောက်ကလူကြီးဖြစ်သွားပြီဆိုတော့မကရဲတော့ချက်တာဗောနော်ကျွန်တော်လည်းလူမျိုးဘွားလူငယ်ဘွားတော့အခုလိုပဲတကြံမှာဆိုရင်လည်းဘောက်ဖွင့်ကတယ်အလူပဲမင်္ဂလာဘွဲဆိုလို့ရှိရင်လည်းကတယ်အဲ့လိုမျိုးလေးဗောနော်ဒါကတော့ဒီကခုံနေကြတဲ့ကလေးတွေကိုမုံဘိုးလိုက်ပေးနေရလေးဖြစ်ပါတယ်ဗျာနော်မုံဘိုးကအများကြီးတော့မဟုတ်ပါဘူးဗျာနော်ကလေးငယ်တွေမုံဝင်စားလို့ရအောင်တယောက်ကိုတစ်ထောင်နှုန်းနဲ့လိုက်ပြီးတော့ဝင်းငှပေးတာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့တက်တက်မှာတစ်ချိန်ပဲကျင်ပါဝင်ရတဲ့မင်္ဂလာဘွဲမှာဗောနော် အခုလိုမျိုးလေးမင်္ဂလာပွဲလေးပေါ့နော်အောင်မြင်စီစီကားကားနဲ့ပြီးမြောက်သွားအောင်ပောင်ဝင်ကွင်ဆောင်ရွက်ပေးခဲ့ကြတဲ့တကူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးပေါ့နော်ပျော်စရာမှတ်တမ်းလေးတွေပေါ့နော်ဒါဗီဒီယိုလေးတွေကျွန်တော်လည်းရိုက်ထားတယ်ရိုက်ကွေးဖွဲ့ရလည်းမှတ်တမ်းလေးတွေရိုက်ထားတယ်ဒါကိုရဲ့အကောင့်ကိုရဲ့ပေးမှာတင်ထားတဲ့ကြောင့်လို့ဘယ်ချိန်မှပြန်ကြည့်ကြည့်ပျော်စရာမှတ်တမ်းလေးတွေကြန့်ရှိသွားအောင်ပေါ့နော်စီစီကားကားလေးဖြစ်သွားအောင်ပျော်ရွှင်သွားတဲ့လာရောက်ကခုန်ပေးကြတဲ့ရွာသူရွာသားများအားလုံးကလေးငယ်တွေရောပေါ့နော်တကူတယောက်ချင်းစီအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာဒါကတော့ချက်နေပြုတ်နေကြတဲ့အဖွဲ့တွေပေါ့နော်မနက်ခင်းအတွက်ဂျန်ပေါက်ချက်တဲ့သူကချက်ချက်သားနှက်တဲ့သူကနှက်ချက်ပြုတ်နေကြတာတွေဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနော် ကျွန်တော်ရိုက်ထားတဲ့လောက်လေးရဲ့တငယ်ချင်းတွေကိုဖုန်းလေးပေးပြီးတော့ဟွာလေးရိုက်ပေးပါအောင်ဒါလေးရိုက်ပေးပါအောင်ဆိုပြီးတော့ရိုက်ခိုင်းထားတာလေးတွေကိုအဆင်ပြေလို့လေးဆက်ပြီးတော့ကျွန်တော်ရဲ့ follower subscriber ကြီးကြည့်လို့ရအောင်တင်ပေးလိုက်ပါရပါเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ